ီနေ့ကတော့ကျွန်တော်တောင်းကြီးကူတာရဲ့ကိစ္စရလေးအကြောင်းအရာတစ်ခုကိုရှင်းပြမှာဖြစ်ပါတယ်။ဒါအဲ့လိုဆိုတော့ဟိုဘာကြောင့်လဲဆိုတော့တချို့ကြတော့ပေါ့နော်အတုံးလေးကလိုက်ပြီးဆိုအဲ့သွားသွားတွေရပေါ့နော်အရန်နာလာတာမျိုးတို့တချို့ကြတော့လေအတုံးဆက်ကတ်တဲ့တလအတွင်းမှနာတာရှိတချို့ကြတော့လေ အဲတခြားဒီနောက်ပိုင်းမှာမှအရင်အရင်နာတာပေါ့အဲတချောင်းနဲ့ကွက်နာတာတော့အဲ့လိုမျိုးတောင်ဆုံးကသွားနာတာတော့အဲ့လိုအဲ့လိုမျိုးဆိုဘာကြောင့်ဖြစ်တတ်လဲဆိုတာလေးကျွန်တော်ပြောပါမယ်။ဟိုပထမတစ်ချက်ကျတော့ဘာဖြစ်တတ်လဲဆိုတော့ तू ကဒီအတုံးကတ်ထားတဲ့နေရာနည်းနည်းလေးမှားနေရယ်ဆိုရင်လေ ီသွားကပုံမှန်အတိုင်းဟိုသူရွှေ့ရမယ့်နေရာမရွှေ့ဘဲနဲ့နောက်သူ့ရဲ့ဘေးသွားကိုသွားတိုက်တဲ့အရန်သွားတိုက်လိုက်တဲ့အချိန်မှာလေဟိုအတုံးကတ်တဲ့နေရာမှားသွားတဲ့အတွက်ကြောင့်သူ့ရဲ့ဒီဘေးသွားကိုသွားတိုက်လိုက်တဲ့အချိန်မှာနာလာတက်တယ်အဲ့ဒါပထမတစ်ချက်ပေါ့နော်အတုံးအဲ့ဒါအတုံးပြင်ပြင်ကတ်လိုက်ရင်တော့ပြန်ကောင်းသွားတယ်နောက်တစ်ချက်ကျတော့ဒီသွားမှာအစရေကသွားပူစားထားပြီးသားဒါမို့အကျော်တွေအကျော်ထိထားတယ်ဒါမို့ဒီ အကျောနဲ့ဆိုင်ရာခုနပြောယောဂတခုရှိလက်ဆာဖြစ်နေတဲ့သွားတွေဆိုရင်လည်းအတုံးကတ်လိုက်ရင်ပူနာတက်ပါတယ်အဲ့ဒါဒုတိယချက်ပေါ့နော်ကျွန်တော်ကျွန်တော်ကျွန်တော်လည်းကျွန်တော်ရဲ့ဟိုပါပေါ့နော်အဲဒတိယတစ်ချက်ကကြတော့ပါလဲဆိုတော့အဲ wire ပေါ့နော် wire ကိုဒီ wire တစ်ဆင်းဆင်းတက်မဲ့အချိန်မှာ တစ်ဆင်းဆင်းမတက်ဘဲနဲ့ဒီခါလေးကျရင်ဘာဖြစ်တယ်လဲဆိုတော့ wire အရင်အဆင့်ကျော်လာရင်လည်းဖြစ်တယ်လေ wire ပုံမှန်တိတ်တိတ်လေးကနေဟို20 30ဆင်းလောက်ခုန်ပြီး wire အကြီးတင်လိုက်ပြီဆိုရင်လည်းဒီသွားရည်လေးနဲ့သားစားတမဖြစ်ဘဲနဲ့ခုနလိုမျိုးပေါ့အန်သွားတစ်ချောင်းကပုံမှန် wire အသေးလေးနဲ့သွားမဲ့အချိန်မှာ wire အကြီးထက်အန်သွားကတအားကြီးဟိုအယူတွေကနေဆွဲကလော်ထုတ်လိုက်တယ်လို့ဖြစ်သွားပြီးတော့ အရင်နာလာတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါကတတိယအချက်ပေါ့နော်နောက်တစ်ခုကကြတော့နံပါတ်၄အချက်ပေါ့နော်နံပါတ်၄အချက်ကကြတော့ဒါ patient နဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော် patient နဲ့ပတ်သက်တဲ့ဟာကြတော့အစားတောက်တည်းနည်းနည်းမာသွားတဲ့အချိန်မှာအစားတောက်မာတယ်ဆိုတခါလောက်စားတော့ပြောတော့မဟုတ်ဘူးပုံမှန်ဒီလိုတစ်ပတ်အတွင်းမှာပေါ့နော်နည်းနည်းစားရတော့တာနည်းနည်းမာသွားတာပေါ့ဒီကကောက်လောက်အဲ့လိုဇက်တိုက်ဝါတဲ့အချိန်မှာသူကအဲ့လိုအိတ်သွားတစ်ချောင်းအောင်ပဲပခုပြူပြီးဝါတဲ့အချိန်မှာဆိုရင်လည်း သူကအဲနာတတဲ့ပေါ့နော်အတုံးကတ်ထားတဲ့အတွက်ကြောင့်အဲနံပါတ်5ချက်ကကြတော့ကျွန်တော်တို့ဒီတဖုံးမကောင်းတာပေါ့နော်တဖုံးမကောင်းပုံမှန်ဆိုရင်တော့တကယ်တမ်းပြောရင်တဖုံးမကောင်းတာတဖုံးမကောင်းတဲ့ patient တွေကအော်တိုဆွဲလို့မရဘူးအဲဒါပေမဲ့ခုနလိုမျိုးတချို့ကြလည်းအော်တိုလုတ်ထားရဲနေမှာသွားတန်ရှင်အားနေတဲ့အတွက်ကြောင့်တဖုံးပျက်စီးလာတာရှိအဲ့လိုမျိုးတဖုံးပျက်စီးလာလာတဲ့လူတွေမှာဆိုရင်လည်း အဲအခုလိုမျိုးဒီသွားရီနာတာမျိုးရှုပ်သွားဆိုတာအားနာတယ်အဲ့လိုမျိုးနာတာမျိုးတွေရှိတတ်တယ်အဲ့လိုဆိုတော့တဖုံးကျမ်းမာကြီးအားနေသွားတဲ့အတွက်ကြောင့်ဆိုရင်လည်းအဲကျွန်တော်တို့ဒီအခုလိုဝေဒနာမျိုးသွားတဲ့ချောင်းဝေဒနာမျိုးခံစားတတ်ပါတယ်တခါလေကြာရင်လည်းလေဟိုကိုယ့်ရဲ့ psychosomatic pain ပေါ့နော်ဒီခုနကပြောတဲ့စိတ်ကဖြစ်တဲ့နာတဲ့ဟာတွေလည်းရှိတယ်ဒါကြောင့်ကိုယ်စိတ်စိတ်မှာရှိတဲ့ဒီ psychological ဟို ကိစ္စတစ်ခုကြောင့်ပေါ့နော် stress တွေပါညာဖြစ်အဲ့လိုဆိုအဲ့တွားချောင်းမှာကွက်ပြီးအရန်လာတာမျိုးလည်းရှိပါတယ်ဒါပေမဲ့စိတ်ချမ်းရအောင်နော်ဆရာဝန်နဲ့တခြားလေးတိုင်မယ်ပေါ့နော်ကိုယ်ရဲ့သွားညစ်ဆရာဝန်နဲ့တခြားတိုင်မယ်ဘာချောင်းဖြစ်တာလဲဘယ်လိုလုပ်ရင်ရမလဲပေါ့နော်အဲ့လိုမျိုးအတုံးကတာမှားတာမှန်တာလေဟိုဆရာဝန်တွေကိုလည်းဟိုစောကားတော့မဟုတ်တချို့အချိန်တွေမှာကျတော့သွားအထဲတအားဝင်နေသွားဆိုရင်ကျွန်တော်အမှန်တိုင်းကတ်လို့မရဘူးလွတ်တဲ့နေရာမှာကတ်ရတယ်။အကြိမ်အဲ့သွားအရှိပြန်ထွက်လာပြီဆိုရင် မှပဲအတုံးနေရာလေးကိုပြန်ပြီးတော့နေရာမှန်ကိုပြန်ပြီးတော့ ချိန်ပြီးပြန်ကတ်လို့ရပါတယ်အဲ့ဆိုအတုံးနေရမှားကတ်တယ်ဆိုတာလည်းဘယ်သူမှပြပြောနေတာမဟုတ်ပါဘူးဟိုကိုကိုကကိုဘောနော်တခြားကြီးကတ်ပါနော်အဲ့ဒါလေးအဲ့လိုမျိုးကတ်ပြီးတော့ဟိုတချို့ချိန်နေကျွန်တော်တို့ကိုယ်တိုင်လည်းထဲရောက်တဲ့တောင်းကြတော့ဘလို့မှမှန်မှန်ကန်ကန်ကတ်လို့မရလေအပြင်ရောက်တော့မှနေရပြန်ပြောင်းရတာဆိုတော့အဲ့လိုဆိုတော့ဟိုအဲဒီကျွန်တော်ဒါတော့ကျွန်တော်ရဲ့အမြင်ပါနော်ကျွန်တော်အမြင်ကဒီ၅ချက်ကြောင့်မလို့သွားရည်ကနာလာတာမျိုးရှိတတ်ပါတယ် အဲ့လိုဆိုတော့မေးချင်တဲ့မေးခွန်းတွေရှိရင်အဲ comment မှာရေးခဲ့လို့ရပါတယ် comment မှာကျွန်တော်တစ်ခါဖြည့်လိုက်လိုက်တဲ့ဟာဆိုဒီတိုင်းစာနဲ့ပဲရေးဖြည့်ပေးလိုက်မယ်ဒီလိုအကြအကျေတွင်းရှင်းပြရမယ်ဟာဆိုတော့ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ပြ ပြလိုက်ပါမယ်ကျေးဇူးများတင်ပါတယ်